firewall အကြောင်းကျွန်တော်ပြောပြပေးမယ်ဒီဗီဒီယိုမှာ firewall နဲ့ပတ်သက်ပြီးတော့အခြေခံအားဖြင့်တိုက်နှစ်မျိုးရှိရပေါ့အဲ့တော့ firewall မှာ hardware firewall ရယ် software firewall ရယ်ဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်အဲ့တော့ဒီနှစ်မျိုးမှာပထမဦးဆုံး hardware firewall အကြောင်းကျွန်တော်ပြောပြပေးမယ် hardware firewall ဆိုတာကကျွန်တော်တို့ network ထဲမှာ ရှိနေတဲ့ device အားလုံးကို protect လုပ်ပေးတာကာကွယ်ပေးတယ်ပေါ့နော် device အားလုံးဆိုတာက network device တွေပါနိုင်တယ် ွန်ပျူတာတွေပါနိုင်တယ် personal computer တွေ laptop တွေ desktop တွေပြီးရင် server တွေအားလုံးပါတယ်အဲ့တော့ဒီလိုမျိုး device တွေအားလုံးကို network ထဲမှာရှိနေတဲ့ device တွေအားလုံးကိုဒီ firewall firewall hardware firewall ဟာ protect လုပ်ပေးတယ်ကာကွယ်ပေးတယ်ပေါ့နောက်ထပ်နံပါတ်2အမျိုးအစားဖြစ်တဲ့ software firewall အဲ့ဒီ hardware firewall ကကြော်လွန်လာပြီးတဲ့အချိန်မှာအဲ့ဒီ device တစ်ခုချင်းစီ device တစ်ခုချင်းစီဆိုတာကကျွန်တော် laptop တွေ desktop တွေ server တွေ ဒီလို laptop တွေ desktop တွေ server တွေမှာရှိနေတဲ့ operating system တွေရှိတယ်။အဲ့ဒီ operating system တိုင်းမှာကျတော့ software firewall ရှိတယ်။ Windows မှာလည်းရှိတယ်၊ Linux မှာလည်းရှိတယ်၊ Mac OS မှာလည်းရှိတယ်။စသဖြင့်ဒီလို firewall တွေကို enable လုပ်ပြီးတော့သုံးသင့်ပါတယ်။ firewall တွေကို software firewall တွေကို disable လုပ်ပြီးသုံးတာမကောင်းပါဘူး။အဲ့တော့အကဲအများကိုက hardware firewall ကမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့မှာနောက်ထပ် ကိုကိုကို protest လုပ်နိုင်တဲ့ software firewall ရှိနေပါသေးတယ်ဒါကြောင့်မို့ hardware firewall software firewall သုံးတဲ့ ਨੇ enterprise တွေမှာတော့ hardware firewall သုံးတယ်ဒါပေမဲ့ personal aim မှာဆိုလို့ရှိရင်ရုံးမှာ small office တွေမှာဆိုရင်တော့ hardware firewall မသုံးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ windows တွေဆိုလို့ရှိရင် linux နဲ့ဝယ်သုံးတယ်ပြီးရင် firewall တွေ enable လုပ်ပြီးသုံးတယ်. Linux တွေဆိုလို့ရှိရင်တော့ဘေးငယ်ကကျွန်တော်တို့က firewall enable လုပ်ပြီးသားဖြစ်တဲ့အတွက်စိတ်ဝင်စရာမရှိပါဘူး။ Okay, Debian base မှာဆိုရင်တော့ firewall ကို disable လုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က enable လုပ်ပေးရပါမယ်။ RVM base server တွေမှာဆိုလို့ရှိရင်တော့ firewall က automatic ကိုကျွန်တော်တို့က enable လုပ်ပြီးသားဖြစ်တဲ့အတွက်မလိုတော့ပါဘူး။ Okay, အဲ့တော့ဒီ video ကြည့်ပြီးတော့တခုခုရသွားမယ်လို့ပြောလဲပါတယ်။ကျွန်တော်ရဲ့ page တွေ channel တွေကိုလည်း like and follow လေး follow လေး subscribe လေးလုပ်ပေးကြပါ။အားလုံးကျေးဇူးတင်ပါတယ်။